ဘာသာသတင်းတပုတ်အမည်နဲ့ဗိုလ်ချုပ်ခွန်မြန်နိုင်ရဲ့တည်နေရနဲ့အေအေယုံခါနာချုပ်ကိုစုံကန်းဖော်ထုတ်ရဲ့နေပြီးတော့စစ်ယုံကညွန့်ကြားဆိုတဲ့သတင်းကိုကင်းဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့ပလောဝါမြို့နယ်အတွင်းတည်ရှိနေနိုင်တဲ့ဗိုလ်ချုပ်ခွန်မြန်နိုင်ရဲ့တည်နေရနဲ့အေအေယုံချုပ်ကိုစုံကန်းဖော်ထုတ်ရဲ့နေပြီးတော့စစ်ယုံကညွန့်ကြားထားကြောင်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အေအေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ခွန်မြန်နိုင်က ရခိုင်ဒေသတို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုပြီးနောက်အော်တိုဘာလာနောင်ပိုင်းအတွင်းပြုလုပ်နေတဲ့နေဒီတော်စစ်ရုံးရဲ့ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးအတွင်းထို့တော့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယခုနှစ် ဟောကောလာ30ရက်နေ့အေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်းတော်နဲ့ရိုဟင်ဂျာများနဲ့တွေ့ဆုံခဲ့ပြီးရခိုင်ပြည်နယ်နဲ့၎င်းရောက်ရှိနေမှုကိုဓာတ်ပုံရနဲ့တကွထုတ်ပြန်ခဲ့ရာစစ်တပ်ကဇပိုင်းရဲ့တီနေရနဲ့အေးအေးရုံချုပ်နေရကိုစိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေများကိုပြန်လည်သိမ်းပရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်များကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်း သိရှိရပါတယ်။မကောက်အပြင်ရခိုင်ဒေသအတွင်းစစ်တပ်ရဲ့ပြည်သူစစ်မဟာပြူဟာကိုအချိန်ကောင်ဖြစ်ပြန်လည်အကောင်အထည်ဖော်နိုင်ရင်းနဲ့လည်းနေစုံမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံတဲ့ရခိုင်နိုင်ငံရေးသမားများစစ်တပ်နဲ့အဆင်ပြေနေတဲ့ရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားသောရခိုင်စီးပွားရေးသမားများထံမှကြံ့ဉာဏ်များရယူရန်နဲ့ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ရှာပြီးဆောင်ရွက်နေကြောင်းတင်ရရှိပါ။ဒုတိယဒင်းတပုတ်အနေနဲ့ရန်ကုန်ရှိကထေ စောင်းတိုင်းမိထုံးပွဲနဲ့ဈေးပွဲတော်များပင်ရန်ဖြစ်မှုခိုးစိုးလူရဲမှုနဲ့မိုးရက်တောင်းကျမ်းသူလူမယ်များကိုအမှုဖွဲ့အေးမြူပဲစစ်မှုတန်းအဖြစ်စုဆောင်ပွဲတရင်ကိုတင်ဆက်ပေးပါဦးရန်ကုန်တိုင်းအင်းစိန်မြို့နယ်ပင်ကထိန်စောင်းတိုင်းမိထုံးပွဲနဲ့ဈေးပွဲတော်တွင်ရန်ဖြစ်မှုခိုးစိုးလူရဲမှုနဲ့မိုးရက်တောင်းကျမ်းသူလူငယ်များကိုအမှုဖွဲ့အေးမြူပဲစစ်မှုတန်းအဖြစ်စုဆောင်ရက်ရှိကြောင်းအင်းစိန်မြို့နယ်အတွင်းရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တချို့နဲ့ရန်ဖြစ်မှုကြောင့်ဖမ်းဆီးခံရပြီး စစ်မှုတိုင်းအဖြစ်စုဆောင်းခံလိုက်ရတော့လူငယ်တချို့ရဲ့မိသားစုဝင်တချို့ထံမှာ ိရှိရပါတယ်။အင်းစိန်မျိုးနဲ့အရှိကျို့ကုန်းပြက်ကွက်ဩဂရစောဝင်းလွင်ကအရှိကျို့ကုန်းတွေကတိန်လှဲ့လေပွဲတောင်းတိုင်းဝီထုံပွဲများအတွင်ရန်ကားသူမိုးရည်ရန်ဖြစ်မှုနဲ့ခိုးဆုလူရက်သူလူငယ်များကိုရက်စကန်တို့မပို့တော့ပဲစစ်မှုထမ်းအဖြစ်တပ်ဆိုင်ရာတပ်နယ်များခံတို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါတယ်။အရှိကျို့ကုန်းမှာကတိန်မှာမူယူကြရင်ရန်ဖြစ်တဲ့လူငယ်တို့ချို့တောင်းတိုင်းတခိုးကြီးညမှာရန်ဖြစ်တဲ့လူငယ်တို့ချို့ကိုဖမ်းပါတယ်ရက်စကန်မပို့ပါဘူး။တခါတည်းစစ်မှုထမ်းစုတောင်းကြီးကိုပို့ပါတယ်။အဲ့ဒီလိုပို့တဲ့အတွက် ပုံမှန်စစ်မှုတန်းအတွက်ပေးနေရတဲ့လူငယ်တွေအစအစတို့ပို့လိုက်တာလို့သိရပါတယ်။ယခုတော့သိရတော့လေးဦးအခခံရပြီးစစ်မှုတန်းအပို့ခံရတယ်လို့အရှိကျို့ကုန်းမှဟန်စီခံလူငယ်တဦးရဲ့ဆွေမျိုးဖြစ်သူကပြောဆိုပါတယ်။အဲဒီအပြင်အင်းစိန်မျိုးနဲ့ကန္နာလေရက်ွက်တွေ ုံကတိန်နဲ့ချင်းပွဲစရိတ်ရှုံးမြတ်ပျော်ဝဲရှင်ပွဲများပြုလုပ်ခဲ့ပြီးအဲဒီပျော်ဝဲရှင်ပွဲကာလအတွင်းမိုးရနေသောလူငယ်များရန်ဖြစ်နေတဲ့လူငယ်များကိုကမ်းနားအလေရက်ကွက်အုပ်ချုပ်ရေးမှုရှစ်ဆက်ရာအိမ်မှုဗိုလ်ကြီးလူမိုက်ကျင်ဟုတ်တမ်းမင်းလက်တပက်နောင်နောင်တို့ကစစ်မှုတန်းအဖြစ်စုဆောင်သွားကြအဲဒီပွဲများအတွင်းတွင်လည်းညီတိမိုးရမှုပွဲများအတွင်းတွင်လည်းညီတိပြမှုမှမကျွန်းတော့ပဲပွဲစည်းလာရောက်တဲ့လူငယ်တချို့ကိုလည်းပေါ်တာဆွဲဖက်စီခဲ့ကြ သိရှိရပါတယ်။ဝဲကိုလာတဲ့လူငယ်တွေရောပြန်ဖြစ်တဲ့လူငယ်တွေရော ဟုတ်ကြီးတွေရောကားတွေနဲ့ဆွဲတင်နေတာ။ကွဲတော့ရက်ကသူတို့အတွက်စစ်မှုထမ်းစုဖို့အခွင့်အရေးလိုဖြစ်နေတယ်။ကားတွေနဲ့တတုတ်ပြီးတတုတ်သူတို့လူတွေရှားနေတာမြင်ရတယ်လို့အင်းစိန်မျိုးနဲ့ကန်းနာအလဲရက်ကွာမှာရက်ကွက်နေသူကီသူတချို့ကပြောဆိုပါလေ။ဂျပန်စစ်တပ်ကယခုလိုဝဲဘာလာအတွက်စစ်မှုထမ်းအပတ်စဉ်16ကိုဖွင့်လှစ်ပြီးဖြစ်ပြီးအဆိုပါစစ်မှုထမ်းအပတ်စဉ်16အတွက်စစ်မှုထမ်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများရန်ကုန်မြို့စတဲ့စုဆောင်နေပြီဖြစ်ကြောင်းကင်းထားလူငယ်တချို့နဲ့မြို့နေပြည်သူများထံမှာတွင်ရရှိ냐 နောက်ဆုံးသတင်းတပုတ်အမီနဲ့ပေါင်းမျိုးနဲ့တဲပြီးဂျေးဘာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးပြည်သူခုနှစ်ဦးကိုခန်းစည်းကနေများပြီးရှုတ်ဖြတ်စီဂျေးဘာဆယ်ကူမှတောင်းနေရှိတဲ့ပြည်သူများခွက်ပြေးတန်းရှောင်မှုရသတဲ့သတင်းကိုတင်ဆက်ပေးပါကိုယ်တိုင်ပေါင်းမျိုးနဲ့တဲပြီးဂျေးဘာကိုအကြံပေးစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူခုနှစ်ဦးကိုခန်းစည်းကနေများပြီးရှုတ်ဖြတ်စီနေကြောင်းပေါင်းမျိုးနဲ့ကာကွယ်ရေးအဖွဲ့မှပြောဆိုပါတယ်နိုဝင်ဘာလ၄ရက်နေ့ စိတ်ကကပ္ပစ20နှစ်မှာထွက်လာတဲ့စစ်ကြောင်းကပေါင်းမျိုးနဲ့ traffic ကြီးပါကိုဂျာဗက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတော့အဲဒီတော့ပြည်သူခဏဦးကိုဖမ်းဆီးသွားကနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရလေစစ်တပ်ကထိုးသွစစ်ကြောင်းထိုးလာမှုကြောင့် traffic ကြီးပါအပါအဝင်ကြီးပါစေကုမပြည်သူတသောင်းဝန်းကျင်ခွက်ပြေးတိမ်းရှောင်နေရကြောင်းလက်ရှိအကြမ်းဖက်စစ်တပ်စစ်ကြောင်းကတိရှောက်ရွာစင်စားရွာတဝိုက်ကရှိနေကြောင်းသိရှိရပါတယ်စစ်ခွေးတွေကစစ်ကြောင်းထိုးဝင်လာပြီး တရားပီကျေးရွာကပြည်သူခုနှစ်ဦးကိုဖမ်းဆီးသွားတယ်။နောက်တဲ့အသေးစိတ်မသိရသေးဘူး။စစ်ကွေးစစ်ကြောင်းဖိတ်ဖြူကပါစာ၂၂ကထွက်လာတဲ့စစ်ကွေးစစ်ကြောင်းကကျေးရွာနေအိမ်တွေမိရှို့တာတွေလုပ်ထားတယ်။နေအိမ်၅လုံးထက်မနည်းကိုမိရှို့သွားတယ်။တရွာလည်းမဟုတ်ဘူး။စစ်ကွေးစစ်ကြောင်းမရောက်လာတာကြောင့်ကျေးရွာဆယ်ရွာကျော်ကပြည်သူတထောင်ကျော်တောင်ရှိတယ်။လက်ရှိရှင်တီထွက်ပြေးတိမ်းရှောင်နေရတော့မယ်လို့ပေါင်မြို့နယ်ကာကွယ်ရေးအဖွဲ့မှပြောဆိုပါတယ်။ ပေါင်မြို့နယ်အတွင်းမှာစစ်တပ်ကစစ်ကြောင်းများခွဲကပြည်သူများနေထိုင်နေတဲ့ခြေရွာများသို့နေအိမ်ဆို့မိုးရဲအတွက်ပြစ်ခတ်တပ်ဖြတ်မှုများမိရှို့မှုများလှုပ်ဆောင်ခဲ့ရှိကြောင်းသိရှိရပါတယ်။အော်တိုဘာလ29ရက်နေ့ကလည်းကျမ်းဘတ်စစ်တပ်ရဲ့ကားပစနဲ့စစ်နေမှာထွက်လာတဲ့တပ်မကိုကိုလက်အောက်ကတက်ရင်1399 419 14ကိုတက်လေတို့ဦးပေါင်းထားသောအင်အား300ကျော်ပါစစ်ကြောင်းကရိုးကြီးပါအနောက်ကမှရှားပင်ရေးပါမိုးကောင်ကြောင်းမှာ အသက်30လောက်အရွယ်ကိုရွှေမင်းနဲ့ဒိုးကြီးတော်ကအသက်40လောက်အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုအစီတက်ဖြတ်ခဲ့တော့ဝေပါလာတရဲနေပါလားစစ်တပ်စစ်ကြောင်းတို့ကရှက်ကန်ရွာမှာတဆင်ပင်တော်ကြီးစောထီးရွာနဲ့ဒီတော့ကွင်းရွာကျူစောထီးရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲယူထွက်ခွာခဲ့ကြအဲဒီတော့ဝေပါလာ3ရက်နေမှာအဲဒီစစ်ကြောင်းကကျူစောထီးများနဲ့ဖူးပေါင်းကအင်အား900ခန့်ဖြင့်စစ်ကြောင်း3ရွာခွဲကရေးရွာများကိုထပ်မံစစ်ကြောင်းတို့မီးရှို့ဖျက်ဆီးနေကြသိရှိရတယ် အဆိုပါကြမ်းမတ်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိရှိန်မှာပေါင်မျိုးနဲ့အကွင့်ရှိကျေးရွာ၁၉ရွာမှာအိမ်တော်စုပေါင်း၃၀၀ကျော်ပြည်သူထောက်နေရကျော်အဘေးလွတ်ရာတောတောင်များအတွင်ဖွဲ့ပြေးတိမ်းရှောင်နေရကြောင်းတွင်ရရှိမြောက်